င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာအသက်16နှစ်အရွယ်ကျောင်းသားမောင်ဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးအသက်16နှစ်မှတ်ပုံတင်အတုကိုထုတ်ပေးကစစ်မှုထမ်းတင်နန်းကျောင်းကိုပို့ဆောင်မှုမိသားစုဘက်ကအထောက်အထားအပြည့်စုံနဲ့ပြန်လည်ကယ်ထုတ်ခဲ့ရပါတယ်မြောက်ရီမြို့နယ်ကကြားဖြန့် KK ဘက်ကို KNU ကအကျိုးမြတ်ရယူမြေငှားရမ်းတာနဲ့လုံခြုံရေးစောင့်ရှောက်ကရယူရဲဆိုတော့ အကျန်းဖတ်စေအုစုရဲ့ထုတ်ပြန်ပြောဆိုချက်ကို KNU ကညှင်းဆိုလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရန်ကုန်မြို့မှာအသက်16နှစ်အရွယ်ကျောင်းသားမောင်ဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးအသက်16နှစ်မှတ်ပုံတင်အတုကိုထုတ်ပေးကစစ်မှုထမ်းတင်နန်းကျောင်းကိုပို့ဆောင်ခဲ့ပေမဲ့လည်းမိသားစုဘက်ကအသက်မပြည့်သေးတဲ့ကျောင်းသားအထောက်အထားအပြည့်စုံပြတာကပြန်လဲခေါ်ယူနိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်။မောင်ဝေဖြိုးဟာနေပြည်တော်လေဝင်းမြို့နယ်ဝင်းတဲကူကျေးရွာမှာနေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့ကအမဖြစ်သူစီကိုတွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုရန်ကုန်ကိုရောက်ရှိတဲ့အခါမှာအလုံမြို့နယ်အလုံစိတ်ကမ်းမှာလမ်းလျှောက်စဉ်တွင် အမည်မသိအမျိုးသားတစ်ယောက်ကရောက်ရှိလာပြီးလက်ကိုအတင်းဆွဲကကားဝေါ်ကိုဆွဲတင်သွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီကားပေါ်မှာမောင်ဝေဖြိုးနဲ့အတူဖမ်းဆီးခံရသူလူငယ်၁၀ဦးလည်းရှိပြီးလူငယ်တွေကို ထွက်ပြေးရင်ပြစ်ခတ်တပ်ဖြတ်မယ်ဆိုပြီးဖန်းစီသူက လူငယ်တွေကိုချင်းချောက်ခဲ့လို့လည်းသိရှိရပါဗျ။အဲဒီနောက်မောင်ဝေဖြိုးအပါဝင် လူငယ်၁၀ဦးကိုကားသုံးစီးနဲ့ ရှမ်းပြည်နယ်အောင်ပန်းမြို့ကိုခေါ်ဆောင်က စစ်စေးယုံနီ KTV ခန်းမှာပိတ်လောင်ထားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီ KTV မှာအဖမ်းခံထားသူလူငယ်60ကျော်ရှိနေပြီးဖမ်းဆီးခံထားသူတွေကမောင်ဝေဖြိုးနယ်လူငယ်10ဦးကိုရွှေညောင်ကစစ်ရာရှိဗိုလ်ကြီးနဲ့ဗိုလ်လေးဆိုတဲ့နှစ်ဦးကလာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့လူငယ်တွေကိုဖမ်းဆီးခဲ့သူနဲ့လာရောက်ခေါ်ဆောင်သူစစ်ရာရှိတို့ကြား ငွေကြေးစကားပြောဆိုပြီးငွေပေးငွေယူပြုလုပ်တာကိုတွေ့မြင်ခဲ့ရလို့လည်းသိရှိရပါတယ်။အဲဒီနောက်လူငယ်တွေကိုရွှေညောင်ရဲစခန်းကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပြီးရွှေညောင်မှာရဲစခန်းရဲ့အနောက်ဘက်က နေမှာနှစ်ပတ်ကြာပိတ်လောင်ထားတာလည်းဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးခံရတဲ့မောင်ဝေဖြိုးကအသက်16နှစ်သားရှိသေးတာကြောင့်တောင်ကြီးလဝကရုံးမှာအသက်16နှစ်ရှိပြီဆိုပြီးမှတ်ပုံတင်အစ်စ်ကိုစစ်တပ်ကလိန်လဲကအစ်စ်ပြုလုပ်ပေးခဲ့လို့လည်းမောင်ဝေဖြိုးရဲ့မိသားစုကပြောပါတယ်။မှတ်ပုံတင်မှာနေရ က်လိပ်စာကိုလဲဝေးလို့မဖော်ပြထားဘဲတောင်ကြီးမြို့ဆက်ဆံထွန်ရက်ွက်လို့ဖော်ပြထားကြတယ်လို့လည်းသိရပါဗျ။တောင်ကြီးမြို့နယ်လဝကရုံမှာ စစ်မှုထမ်းဖို့ဖမ်းဆီးလာတဲ့လူငယ်တွေကိုစစ်တပ်ကမှတ်ပုံတင်အတုပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီမှတ်ပုံတင်အတုပြုလုပ်ပေးရမှာစစ်တပ်ကခိုင်းတဲ့အတိုင်းမပြောတဲ့လူငယ်တွေကိုအခန်းတွင်ထဲ့ကရိုက်နှက်ခဲ့လို့လည်းသိရှိရပါတယ်။အဲ့လိုမှတ်ပုံတင်အတုတွေရရှိပြီးတဲ့နောက်မှာကျိုင်းတုံမြို့စစ်တနန်းကျောင်းကိုစစ်ကားတွေနဲ့ပို့ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီစစ်တနန်းကျောင်းမှာတလခန့်နေပြီးအဲ့ဒီနောက်မှာမိသားစုကစုံစမ်းသိရှိရပြီး ကျောင်းထောက်ခံစာမူလမှတ်ပုံတင်အပါဝင်စာရွက်စာတမ်းအပြည့်စုံနဲ့လိုက်ခေါ်တဲ့အတွက်ကြောင့်ပြန်လည်လွတ်မြောက်လာရလို့လဲကျောင်းသားရဲ့ဆွေမျိုးတအူးက ရှင်းပြပါရရှင်။ ဒီတခါမှာတော့တလင်းသားတွေတိုင်းလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုတော်လန်တပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်လိုက်ပြီးစစ်သားတွေထိခိုက်သေဆုံးမှုရှိတယ်လို့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆဲရရှိခဲ့တယ်လို့တိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။အော်တိုဘာလ26ရက်နေ့မနက်ပိုင်းမှာ တော်လင်းတပ်ဖွဲ့ဝင်တွေကလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲတွဲမှာအကြက်ဖက်စစ်တပ်ဘက်ကလေရင်နဲ့လာရောက်ဘုံကျဲတိုက်ခတ်ခုခံနေတဲ့ကြားကပင် မောင်းမကန်ရဲစခန်းကိုတော်လင်းတပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်နေခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲတွဲမှာအကြက်ဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိပြီးရဲစခန်းတွင်းကလက်နက်ခရမ်းတွေလည်းသိမ်းဆဲရရှိခဲ့လို့လည်းသိရှိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်တရင်နာကအတီးပြုတ်နိုင်မှုတဝဲခရိုင် တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုးကိုဆက်သွယ်မေးမြန်းခဲ့ပြီးမောင်းမကန်ရဲစခန်းကိုတိုက်ခတ်သိမ်းပိုက်နိုင်တယ်ဆိုတာကိုအတည်ပြုပြောဆိုခဲ့ပြီးဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်သွားမယ်လို့လည်းပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့အကြမ်းဖက်မြန်မာစစ်တပ်ကန့်ကွက်နေတဲ့ဂျာကပင် အာဆီယံရဲ့စစ်တပ်ခုမြောက်နိုင်ငံအဖြစ်အရှိတီမောနိုင်ငံကိုအခုကျင်းပနေစေ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကလက်ခံလိုက်ပြီလည်းဖြစ်ပါတယ်။အော်တိုဘာလ26ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပပြုလုပ်နေတယ်။ 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလက်ခံလိုက်တာဖြစ်ပြီးအရှိတီမောဝန်ကြီးချုပ်စီကိုအဖွဲ့ဝင်အသစ်ဖြစ်ဝင်ခွင့်ပြုမှုကိုတရားဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီးအာဆီယံရဲ့၁၇ခုမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်။အဲဒီလိုအရှိတီမောနိုင်ငံအနေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမှုအပေါ်ကိုအမျိုးသားညီညွတ်ရေးဆိုရ အန်ယူဂျီကနှွေးထွေးစွာကြိုဆိုတယ်လို့လည်းတရားဝင်ထုတ်ပြန်ကြေညာထားပါဗါ။အရှိတီမောလက်စတေးနိုင်ငံမှာအမျိုးသားညညရေးဆိုရအန်ယူဂျီရဲ့ဆက်ဆံရေးရုံးကိုတရားဝင်ဖွင့်လှစ်ထားတာဖြစ်ပြီးတီမောတမရကလည်းမြမအရေးကိုနိုင်ငံတကာမှာပွင့်ပွင့်လင်းလင်းထောက်ခံပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အန်ယူဂျီအစိုးရတာဝန်ရှိသူတွေကိုတီမောအစိုးရတမရနဲ့ဝန်ကြီးချုပ်တို့ကအတိမတ်ပြုလက်ခံတွဲဆုံခဲ့တဲ့ပြင်နိုင်ငံတကာမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်အာဏာသိမ်းမှုကို တီမောအစိုးရကရှုံချတယ်လို့လည်းထုတ်ဖော်ပြောဆိုထားပါဗျ။အရှိတီမောသမရနဲ့ဝန်ကြီးချုပ်တို့ဟာမြမဒီမိုကရေစီအရေးအတွက်နိုင်ငံတကာမှာပေါ်ပေါ်တင်တင် ထောက်ခံအားပေးပြီးအမျိုးသားညညရေးအစိုးရကိုလည်းတရားဝင် ထိတွေ့ဆက်ဆံနေတာဟာလည်းဖြစ်ပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်ကတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်ဝင်ခွင့်မပေးဖို့အတွက် အခုနှစ်ဇူလိုင်လအတွဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံစီကိုစာရေးသားပေးဖို့ကန့်ကွက်ခဲ့ပေမဲ့လည်းအရာမထင်ခဲ့ပါဘူးရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမြင်းကျန်မြို့နယ်မှာအကျန်းဖက်စစ်တဲ့အထိုင်ချတပ်ဆွဲထားတဲ့တပ်မဏိစစ်ရုံကိုတရခွန်မမရှော့တိုက်တုံ၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာမှာစစ်သား15ဦးဟာသေသွားခဲ့တယ်လို့မြင်းကျန် District Battalion 2ကတရင်မှုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။အော်တိုဘာလ19ရက်နေ့မှာမြင်းကျန်မြို့နယ်မှာအကျန်းဖက်စစ်တပ်ကအင်အားနေရာခန့်နဲ့အထိုင်ချတပ်ဆွဲထားတဲ့တပ်မဏိစစ်ရုံကိုတော်လန်တပ်ဖွဲ့တွေကတရခွန်မမရှော့တိုက်တုံ၁၀လုံးနဲ့ပြ က်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုအတွဲမှာအကြက်ပဲစစ်တပ်ဘက်က15ဦးဟာတေသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူများပြပြီးတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။ဒီတက်ခတ်မှုကိုမြင်းကြံခရံအမှတ်1တရင် Barmis Guerrilla Force BGF မြင်းကြံ One More စစ်ကြောင်းနဲ့မြင်းကြံခရံအမှတ်3တရင်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြောက်ရီမြို့နယ်ကကြားဖြန့် KK ပတ်ကို KNU ကအကျိုးမြတ်ရယူမြေငှမ်းရမ်းတာနဲ့လုံခြုံရေးစောင့်ရှောက်ခရယူတယ်ဆိုတဲ့အကြက်ဖက်စစ်အုပ်စုရဲ့ထုတ်ပြန်ပြောဆိုချက်ကို KNU ကညှင်းဆိုလိုက်ပြီး KK ပတ်နဲ့ KNU ဟာလုံးဝပတ်သက်မှုမရှိဘူးလို့လည်းတရားဝင်အသိပေးကြေညာလိုက်ပါတယ်မြန်မာအကြက်ဖက်စစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကအဲ့လိုစွပ်စွဲပြောဆိုတာကို KNU ကပြက်ပြက်သားသားညှင်းဆိုလိုက်တာလည်းဖြစ်ပါတယ်မြန်မာစစ်အုပ် စုကဆွဆွဲထားတဲ့မြေဧကတရားပေါ်မှာ Trans Asia International Holding Group Thailand Company နဲ့ပူးပေါင်းဆောင်ရွက်တာကိုမူလအိအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာလကတည်းကရက်ဆိုင်နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့လဲဆိုထားပါတယ်။ KK Pack Online ငွေလိမ်လုပ်ငန်းလုပ်ကင်တဲ့ဧက900ရှိတဲ့မြေကွက်ဟာတိချားစီဖြစ်ပြီးမြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာအကွာမှာတည်ရှိရလို့လဲ KNU ကပြောပါရယ်အဲဒါကြောင့် KK Pack Online ငွေလိမ်လုပ်ငန်းဟာ ် KNU နဲ့လုံးဝလုံးဝမသက်ဆိုင်ပဲစစ်အုပ်စုပြောရေးဆိုခွင့်ရှိသူရဲ့ဆွဆွဲချက်ကို KNU ကတပြတ်သားသားညှင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာစစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူအကြမ်းဖက်ဇော်မင်းထွန်းဟာစစ်အုပ်စုကမြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်ခိုင်းတွေကနေနိုင်ငံရေးစီးပွားရေးနဲ့စေရေးရအကျိုးမြတ်ရရှိနေမှုကိုဖုံးကွယ်လိုတဲ့အတွက် KNU ကိုအခုလိုဆွဆွဲပြီးမဟုတ်မမှန်တဲ့အမှားတွေကိုလိမ်လည်ဖြန့်ချိမှုသာဖြစ်တဲ့အတွက် KNU အနေနဲ့ညှင်းပယ်တယ်လို့လည်းတရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့အကြမ်းဖက်စစ်တပ်ကအော်တိုဘာလာဇန်းပိုင်းအတွင်းမှာ KK ပတ်ကိုဝင်ရောက်စီးနင်းပြီးစစ်ကြောင်းထုံးမှုတွေကိုလှုပ်ဆောင်လာတာဖြစ်တယ်လို့အော်တိုဘာလ23ရက်နေ့ကစတင်ပြီး BGF ကဦးစီးလုတ်ကင်နေတယ်။ KK ပတ်အတွင်းကကြားဖြတ်လုတ်ကင်နေတဲ့ပြည်တွင်းပြည်ပလူအများပြားကိုနှင်ထုတ်မှုစတင်လှုပ်ဆောင် လာတာလည်းဖြစ်ပါရဲ့ရှင်။ ဘကောအတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။ဘကောအတိုင်းအုပ်ဖို့မြို့နယ်မှာစက်ဖို့ပါတီကိုမဲပေးကြဖို့ဖိအားပေးလှုပ်ဆောင်တဲ့အုပ်ချုပ်ရေးမှူးအေးဆောင်ကိုပြစ်ခတ်တက်ခတ်ရာကနေပွဲချင်းပြီးတည်သွားခဲ့တယ်လို့တာရီခန်တရင်383ညနှစ်တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့ကကိုဒေဝါကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အော်တိုဘာလ25နှစ်မနက်ပိုင်းကအုပ်ဖို့မြို့နယ်ဗလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအေးဆောင်ကိုသူ့နေရင်အတွင်းမှာတွားရောက်ပြစ်ခတ်တက်ခတ်ခဲ့ရမှာ ။ဦးကောင်းမှာတက်တဲ့ကိုကြည်တစ်ချက်ထိမှန်ပြီးပွဲချင်းပြီးသေသွားခဲ့တာဖြစ်တယ်လို့လဲတာရီခန်တရင် 3839နှစ်တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကကိုဒီဝကပြောပါတယ်။တည်ဆုံသွားတဲ့အုပ်ချုပ်ရေးမှူးအေးတောင်ဟာကျန်းဖို့ပါတီရဲ့အမာခံတူဖြစ်ပြီးအကျန်းဖက်စစ်တပ်ကပြုလုပ်မဲ့တရားဝင်ရွက်ကောက်ပွဲမှာပြည်သူတွေကိုမဲထဲ့ဖို့ဖိအားပေးတာပြည်သူတွေစီကနေစစ်မှုရန်ကြေးလို့ဆိုကငွေကြေးတွေချင်းချောက်ကောက်ခံတာလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အတင်းကျပ်စုဆောင်းတာတွေလွတ်ဆောင်နေတာကြောင့်အခုလိုတိုက်ခိုက်ရတာဖြစ်တယ်လို့လဲကိုဒီဝကရှင်းပြပါဗျာ။ ရီခန်တရင်383ညာနှစ်တက်ခွဲလေးမြေအောက်ပျောက် जा တက်ဖွဲ့အုပ်ဖို့အနေနဲ့ပြည်သူတွေနဲ့တော်လန်တက်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့အကြမ်းဖက်စစ်သားရဲနယ်ပြူစောတိတွေပြင်သူတို့ရဲ့ထောက်တိုင်တွေကိုပါအရှင်မြင့်တက်ခိုက်သွားမှာဖြစ်တယ်လို့ပြည်သူတွေအနေနဲ့သူတို့အနီးသွာလာနေထိုင်တာတွေလုံးဝလုံးဝမပြုလုပ်ကြဖို့ကိုလည်းအသိပေးပြောဆိုထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့တလင်းတိုင်းတိုင်းဘိတ်ခရန်ကျွန်းစုမြို့နယ်အတွင်းမှာစစ်ကော်မရှင်လောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးကနေရက်ကျေးအုပ်ချုပ်ရေးမှူးအဆင့်ထိကိုရေးအချက်လက်တွေအားလုံးရရှိထားပြီးစစ်တပ်ရဲ့အတုအယောင်ရေကောက်ပွဲကိုပူပေါင်းပါဝင်သူတွေကိုထိထိရောက်အရေးယူသွားမယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါရယ်ကျွန်းစုမြို့နယ်အတွင်းမှာတတိပေးချက်တွေကိုလိုက်နာတာမျိုးမရှိပဲစစ်တပ်အတွက်နိုင်ငံရေးအထွက်ပေါက်ရစေဖို့အတွက်ရေကောက်ပွဲကိုအားပေးကူညီနေတာတွေကိုစုံစမ်းသိရှိရရင် ြင်းထန်တဲ့နီးလန်းနဲ့ထိရောက်စွာအပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့လည်းသတိပေးထားပါဗျ။ကျွန်းစုမြို့နယ်တွင်တော်လိုင်းပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကော်မရှင်ရဲ့ဆက်ရနာရှင်စနစ်သက်ဆိုးရှည်စေဖို့နဲ့နိုင်ငံရေးရတရားဝင်မှုရရှိအောင်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတယ်။ တရားဝင်အတုရောင်ရွေးကောက်ပွဲနဲ့ဟန်ပြငင်းချင်းလုပ်ငန်းစဉ်တွေကိုတော်လိုင်းတတိကြီးစွာနဲ့ပူပေါင်းအားပေးခြင်းကိုလုံးဝပြုလုပ်ပဲပြက်သားခိုင်မာတဲ့သဘောထားရည်တည်ချက်တွေနဲ့ဆန့်ကျင်တုံ့ပြန်သွားကြဖို့အတွက်တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။